ကျောင်းမဲမြို့နယ်တွင်ဒုတိယကြိမ်မဲဆန္ဒရှင်စီရင်ကထားကြီးညာမှုအပေါ်ကျောင်းမဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကကွင်းစင်းကြည့်ရှုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်မြောက်ပိုင်းကျောင်းမဲမြို့နယ်၌မကြမီကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်မဲစင်းများပြည်စုံမှန်ကန်စေရေးအတွက်ဒုတိယကြိမ်မဲဆန္ဒရှင်စီရင်များကိုမြို့နယ်အတွင်းရှိရက်ွက်ကြီးရွာများရှိတက်မှတ်နေရာများ၌ ထုတ်ပြန်ကြေညာထားခြင်းပေါ်ကြောင်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်ဆွေဝေးနှင့်မြို့နယ်ကော်မရှင်အဖွဲ့ကွဲအဖွဲ့ဝင်များကနိုဝင်ဘာလ25ရက်နေ့တွင်တွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ကြောင်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည်မဲစင်းကတ္ထာကြေညာထားမှုနှင့်ပြည်သူများမဲစင်းလာရောက်ကြည့်ရှုနေမှုအခြေအနေများကိုကြည့်ရှုအားပေးပြီးသက်ဆိုင်ရာရက်ွက်ကြေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍လိုအပ်သည့်များကိုဆွေးနွေးမှကြားခဲ့ကြောင်းသိရှိရပါသည်။ယခုဒုတိယအကြိမ်ထုတ်ပြန်ကြေညာထားသည့်မဲဆန္ဒရှင်စည်းရင်းများကိုပြည်သူများမဲစင်းရင်တွင်ပါဝင်ခြင်းရှိမရှိသိရှိနိုင်ရန်အတွက်နိုဝင်ဘာလ22ရက်နေ့မှဒီဇင်ဘာလ4ရက်နေ့အထိ14ရက်ကြာထုတ်ပြန်ကြေညာထားရှိမည်ဖြစ်ပြီးထုတ်ပြန်ထားသောမဲဆန္ဒရှင်စည်းရင်းများတွင်အကြောင်းမျိုးမျိုးကြောင့်အမည်စင်းမပါရှိသူများအနေဖြင့် ထတ်တိုးစည်းရင် ပုံစံသုံးဖြင့်၎င်းမဲဆန္ဒရှင်အချက်လက်များပြင်ဆင်လိုပါကပုံစံလေးကားငယ်ဖြင့်၎င်းမဲစင်းနှင့်ဆက်လင်း၍ကန့်ကွက်လိုပါကပုံစံလေးဖြင့်၎င်းဖြည့်ဆွဲ၍ရက်ကွက်ကြီးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူလျှောက်ထားနိုင်ကြောင်းသိရှိရပါသည်။ကြောင်မဲမြို့နယ်တွင်ရက်ကွက်ကိုကူးနှင့် ကြီးရွာအုပ်စုနှစ်ခုရာထားမဲယုံ23ယုံတို့တွင်2025ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌စန္ဒမဲပေးပိုင်권ရှိသူဒုတိယကြိမ်ကတ်ထားကြီးညာသည့်မဲဆန္ဒရှင်ဦးရေစုစုပေါင်း9249ဦးရှိကြောင်းသိရှိရပါသည်ခမညာ